ဒီဘဝမှာလည်းသူနဲ့အတူတူနေရတာစိတ်ချမ်းသာတယ်။နောက်ဘဝတွေမှာလည်းပဲသူနဲ့ပဲအတူဖြစ်ချင်းဒီဘဝမှာလည်းသူနဲ့တွေ့ချင်းတွေ့ရတယ်။နောက်ဘဝမှာလည်းပဲသူနဲ့ပဲဆုံစည်းချင်းဆိုတော့အဲ့ဒီမှာဘဝဆက်တိုင်းဆုံစည်းတဲ့နည်းလေးကိုမြတ်စွာဘုရားဟောထားတယ်။အဲ့ဒါလေးကိုမှတ်တယ်။ဘဝဆက်တိုင်းဆုံစည်းနိုင်တဲ့နည်းကိုမြတ်စွာဘုရားဟောတယ်။သူတို့အေးဥပဒေကဥပဒိကမမျိုးတို့ ဇနီးမောင်နှံနှစ်ယောက်စလုံးဒီဘဝမှာလဲဆုံသေးခြင်းနဲ့နောက်ဘဝမှာလဲဆုံသေးခြင်းနဲ့ဆိုလို့ရှိရင်နှစ်ယောက်စလုံးတူလေးတူရှိရမယ်တမတ္တတာရှင်ကြည်မှုသရတရားချင်းတူဖို့လိုတယ်တမတ်သီလကိုကျင့်သီလလည်းတူရမယ်တမဆာကစွန့်ကျင်မှုဒါနကောင်းမှုလှုပ်ထားခြင်းနဲ့တူရမယ်တမပညာ အသိပညာချင်းနဲ့တွေ့ရမယ်အဲ့တော့တတ္တာရဲ့သီလရဲ့စာကရဲ့ပညာရဲ့ကုသတရားတွေထဲမှာဒါတွေကအရေးကြီးတယ်။ယုံကြည်ချက်တွေ့ရမယ်ကိုချင်းသီလတွေ့ရမယ်စာကဆိုရက် generosity လူတဲ့တန်းတဲ့အခါလူမှုတန်းမှုအနှမြောမရှိဘဲနဲ့စွန့်ကျက်ပေးကတဲ့အခါဒီစိတ်ဓာတ်နဲ့တွေ့ရမယ်ပညာတို့နဲ့တူဒီ ဝိပဿနာနဲ့ပတ်သက်တဲ့ပညာထက်မြက်တဲ့ပညာလုံးသိနာမလုံးသိနာကိုသိတဲ့ပညာကံကံဤကျိုးယုံကြည်လက်ခံတဲ့အသိပညာအဲ့ပညာရင်းနဲ့တူရမယ်လို့ဆိုတာအကယ်၍အဲ့ဒီတူလေးတူတူမယ်ဆိုရင်နဲ့ဒီဘဝမှာလည်းဆုံတွေ့ကြမယ်နောက်ဘဝမှာလည်းပဲဆုံတွေ့နိုင်တယ်